ရက်30အပြည့်ရရင်အမေရိကန်နဲ့ဆွေးနွေးမှု ယူကရိန်းသဘောတူယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်အစိုးပြုထားတဲ့ရက်30ပြည့်ခန့်ရက်စဲရေးကိုလက်ခံဖို့အစင်းသိရှိတယ်လို့ယူကရိန်းဘက်ကပြောကြားလာတာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်ဆိုဒီအာရေဗျမှာအမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆွေးနွေးပြီးနောက်တရက်အကြာမှာ ယူကရိန်းဘက်ကအခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပြီးဒီအပြစ်ခံရစေရေးကိုရုရှားဘက်ကလည်းပေးပို့ထားတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူပီယိုကပြောပါတယ်။ယူကရိန်းတမရဆီလမ်စကီကတော့အပြုသဘောဆောင်တဲ့ဒီကမ်းလှမ်းချက်ကိုရုရှားလက်ခံဖို့အတွက်အမေရိကန်စီရင်နိုင်ဖို့ပဲလိုတော့တယ်လို့ပြောပါတယ်။ဆော်ဒီနိုင်ငံ ဂျီတက်မြို့မှာပြုလုပ်တဲ့ဆွေးနွေးပွဲဟာထရန်နဲ့ဆီလမ်စကီတို့အိမ်ဖြူတော်မှာစကားခြေတင်များပြီးနောက်နှစ်နိုင်ငံပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံမှုလည်းဖြစ်ပါတယ်အဆိုပြုချက်နဲ့ပတ်သက်ပြီးနှစ်နိုင်ငံဘူးတွဲကြေညာချက်မှာတော့အမေရိကန်ဟာယူကရိန်းအတွက်စီးရဲအကူအညီနဲ့ထောက်ထားရဲ့အချက်လက်မျှဝေမှုတွေကိုပြန်လည်စတင်မယ်လို့ဆိုပါတယ်။အဆိုပြုချက်ကိုရုရှားကလက်ခံမယ်လို့မျှော်လင့်ထားကြောင်းအမေရိကန်နိုင်ငံသားယဝန်ကြီးကပြောပါတယ်။ရက်30အပြည့်ခန့်ရက်စဲရေးဟာ ပင်လယ်နဲ့ဝေဟင်မှာတိုက်ခိုက်မှုတွေရန်ဆိုင်မဲ့ Silemsky ရဲ့အစီအစဉ်ထက်ကြော်လွန်နေပါတယ်။လက်ရှိမှာတော့ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့စစ်ပွဲအတွင်းယူကရိန်းနိုင်ငံမြေ20ရာခိုင်နှုန်းကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီတော့အတွင်းတမနာထရဟာပူတင်နဲ့ဆွေးနွေးဖို့ရှိနေပြီးအဆိုပြုချက်ကိုရုရှားကသဘောတူဖွဲ့ရှိတယ်လို့အင်ဖြူတော်ကဆိုပါတယ်။အမေရိကန်ယူကရိန်းဆွေးနွေးပွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့သဆုံးတရားတုတ်ပြန်တာမျိုးမရှိသေးပါဘူး။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။